ရခိုင်ပြည်နယ်မောင်တောင်မြို့နယ်အတွင်းမှာပြီးခဲ့တဲ့ဒီဇင်ဘာလ22ရက်နေ့မှာစပြီးဘင်္ဂါလီအမျိုးသားတွေအသက်ခံရတာနဲ့ပျောက်ဆုံးတာတွေဇက်တိုက်ဖြစ်ပေါ်နေရလို့နိုင်ငံတော်အတိုင်းပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ။နိုင်ငံတော်အတိုင်းပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီရဲ့ထုတ်ပြန်ချက်အရဇန်နဝါရီလ2ရက်နေ့ကမောင်တောမြို့နယ်လင်းပါကုန်းနာကျေးရွာမှာအမျိုးသားတအူဟာလေပင်လှီးဖြတ်တံရရီနဲ့တေဆုံးနေတယ်လို့သိရပါဗျ။ ဖြစ်စဉ်မှာမောင်တော်မြို့နယ်လင်းမာကုန်းနာကြီးရွာနေဆွေတူအာမီ30နှစ်ဟာ2016ခုနှစ်ဇန်နဝါရီလ28ရက်နေ့ညနေ6နာရီကန်က ဒဇမလာ28ရက်နေ့ညနေ6:00နာရီကငါစားကျူးချောင်းဘတ်တို့ငါရှာသွားရမှာပြန်လည်ရောက်ရှိလာခြင်းမရှိတဲ့အတွက်မိသားစုတွေကလိုင်းလံရှာဖွေခဲ့ကြောင်းနဲ့2019ခုနှစ်ဇန်နဝါရီလ2ရက်နေ့ညနေ3:00နာရီခွဲကကျေးရွာတောင်ဘက်ဂိုက်လီယာကန်အကွာငါးစားကျူးချောင်းထဲမှာတေဆုံးနေကြောင်းတွေ့ရတဲ့အတွက်နယ်မြေကန်ရဲတပ်ဖွဲ့တို့တရင်ပို့လို့တွားရောက်စစ်ဆေးခဲ့ရမှာငါးစားကျူးချောင်းရေဆက်ရှွန့်ပွက်တီထဲမှာလေပင်လှိပြတ်တန်ရနဲ့မှောက်လျက်တေဆုံးနေကြောင်းတွေ့ရှိခဲ့တယ်လို့သိရပါဗျာ။ ဒီဇင်ဘာလ30ရက်နေ့ညပိုင်းကလည်းမောင်တောမြို့နယ်တူလာတူလီကျွန်းကျေးရွာမှာရာအိမ်မှုတူပြောင်းဆုံးခဲ့တယ်လို့လည်းနိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီကသတင်းထုတ်ပြန်ခဲ့ပါရယ်။သတင်းထုတ်ပြန်ချက်အရမောင်တောမြို့နယ်တူလာတူလီကျွန်းကျေးရွာမှာရာအိမ်မှုလာလူများဟာဒီဇင်ဘာလ30ရက်နေ့ညနေ9နာရီကကျေးရွာလုံးကျုံရေးအတွက်လာရောက်ဆောင်ရွက်တဲ့မင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးလာထုံကိုရွာထိပ်သို့လိုက်ပို့ရမှာနေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲပျောက်ဆုံးခဲ့တယ်လို့သိရပါရယ်။ ဒီဇင်ဘာလ26ရက်နေ့ညနေ6:00နာရီခန့်ကလည်းမောင်တောမြို့နယ်ဝက်ကျင်းကြီးရွာနယ်ဘာတကားကြီးရွာကြားရှိ ပြူးမချောင်းပေးမြင်းနုကျွန်းမှာရှုံများပေကျန်နေတဲ့အလောင်းတလောင်းတွေ့ရှိကြောင်းသိရတဲ့အတွက်တွားရောက်စစ်ဆေးခဲ့ရမှာတေဆုံးသူမှာဝက်ကျင်းမြောက်ရွာနေစီရာစုဟုတ်ဖြစ်တယ်လို့သိရပါဗါတေဆုံးသူစီရာစုဟုတ်ဟာဘာတကားကျေးရွာမှာရခင်ဆယ်အိမ်မှုအဟောင်းဖြစ်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုဒေသတာဝန်ရှိအဖွဲ့အစည်းတွေနဲ့တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ကြောင်းနဲ့ဒဇမ်ဘာလ16ရက်နေ့ညနေပိုင်းမှာစလို့နေအိမ်မှပျောက်ဆုံးနေသူဖြစ်ကြောင်းသိရပါဗါတယ် ဒါအပြင်ဒီဇင်ဘာလ24ရက်နေ့ညနေပိုင်းကလည်းရေရင်းကျွန်းကျေးရွာနဲ့ကျေးရွာအုပ်ချုပ်ရေးမှုရုံးစီ Rofi 28နဲ့ဟာအိမ်မဘလီတက်ဖို့သွားခဲ့စဉ်ကျေးရွာစာတင်ကျောင်းအနောက်ဘက်ဦးရှိကြချောင်းအနီးဘဇွန်ကံဘေးမှာ1 byte ထိုးသွင်း11 liter တန်ရာတွေနဲ့တိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။ တေဆုံးသူရော်ဖီဟာကြေးရွာအုပ်ချုပ်ရေးမှုရုံးစေးတူဖြစ်တဲ့အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေတာဝန်ထမ်းဆောင်ရမှာအုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတဦးအနေနဲ့တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ခဲ့သူတဦးဖြစ်တယ်လို့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။ပထမဆုံးအသက်ခံခဲ့ရတဲ့ဘင်္ဂါလီအမျိုးသားဟာငခုရကြေးရွာစေရနာဝန်ထမ်းစာကြည့်တိုင်းမူဒူးစ်မာမတ်ခေါ်ရှူနာမြာဖြစ်ပြီးသူဟာဒီဇင်ဘာလ22ရက်နေ့ကမီဒီယာတွေရဲ့မေးမြန်းမှုကိုဖြေကြားခဲ့ရမှာ။ တမရော်နဲ့ရဲတပ်ဖွဲ့ကမီးရှို့ခြင်းအထမပြုခြင်းခြင်းမတရားဖမ်းဆီးခြင်းမရှိသောကျေးရွာတွေမှာရိုဟင်ဂျာလို့လှုံ့ဆော်မှုများရှိသောမီဒီယာတွေကိုပြောကြားခဲ့သူဖြစ်တယ်လို့သိရပါတယ်။မီဒီယာတွေရဲ့မေးမြန်းချက်ကိုဖြေကြားခဲ့တဲ့ဒုစ်မာမတ်ခေါ်ရှုနာများဟာညနေ6နာရီကမှနေအိမ်သို့ပြန်လည်ရောက်ရှိပြီးအဝတ်အစားလေကရွာရင်သို့ပြန်လည်ထွက်ခွာသွားခဲ့ရမှာ ည10:45မိနစ်အထိနေအိမ်သို့ပြန်လည်ရောက်ရှိခြင်းမရှိတာကြောင့်ဒူးစ်မာမတ်ကိုရှူနာများရဲ့အကိုဖြစ်သူဒီလ်မူဟာမတ်ကသူ့ရဲ့ညီပျောက်ဆုံးနေကြောင်းအကြောင်းကြားတဲ့အတွက်ငခုရနယ်မြေရဲစခန်းမှလူပျောက်ကြော်ညာကအမှုဝင်ဆောင်ရွက်ခဲ့ပါတယ်။အဲဒီအတွက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အတူကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်ကြည်အောင်ရမီယပ်ဖဦးဆန်းဝင်းတို့ကလိုက်လံစုံစမ်းရာဒဇမလ23ရက်နေ့နေ့လယ်ပိုင်းမှာဒူးစ်မာမတ်ကိုရှူနာများရဲ့အလောင်းကိုစပယ်ပင်းချောင်းထဲမှာဥကောင်းမပါ ဝဲရပေါင်းနှစ်ဖက်မှာဓာတ်ထုတ်တန်ရာနှစ်ချက်စီနဲ့ပြန်လည်တွေ့ရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးဖြစ်စဉ်မှန်ပေါ်ပေါက်စေအတွက်ရဲတပ်ဖွဲ့ကလုံထုံးလုံးဒီအတိုင်းဆောင်ရွက်လျက်ရှိတယ်လို့လည်းနိုင်ငံတော်အတိုင်းမြင်ငယ်ရုံးသတင်းထုတ်ပြန်ရေးကော်မတီရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။